နှစ်တရာသက်တမ်းရှိတဲ့လူသေးရေစီးပါးဗိုင်းရပ်တွေရှိနေတဲ့နော်ဝေကမြို့တစ်မြို့အားလုံးပဲမင်္ဂလာပါ။နော်ဝေနိုင်ငံကမြို့တစ်မြို့မှာတော့နှစ်ပေါင်းတရာကျော်သက်တမ်းရှိတဲ့လူသေးရေစီးပါးနေထွက်လာတဲ့ဗိုင်းရပ်စ်ပိုးတွေဟာအခုထိရှိနေသေးတယ်လို့သိပ္ပံပညာရှင်တွေကပြောကြပါရည်။နော်ဝေနိုင်ငံကတော့ဆန်းနှလရာသီမှာလာအများစုကအေးခဲတဲ့ရာသီလို့ရှိပါရည်။နော်ဝေကမြို့တစ်မြို့ကတော့လူသေးလောင်းတွေကိုမြေမြို့သူလို့မရပါဘူး။လောင်ရီယာပြန်လို့ခေါ်တဲ့မြို့လေးဟာတနည်းပါလုံးအေးခဲနေတာမို့မြေသားမြေစီလွားတွေဟာလည်းရေခဲလို့အေးခဲနေပါရည်။ ဒီမျိုးလီရဲ့အပူချိန်ကအနှုတ်ဆက်နှစ်ဒီဂရီစင်တီဂရိတ်မှာရှိတယ်လို့အတော်လေးအေးတယ်လို့ဆိုရမှာပါ။သူရဲ့နေရာဒီကအာရှနိုင်ငံကြီးရဲ့ဆောင်းရာသီအပူချိန်လောက်ရှိပါသေး။ဒါကြောင့်မို့လူသေးအလောင်းတွေကိုမြှုပ်နှံလိုက်မယ်ဆိုရင်လည်းအလောင်းတွေကမပုံမတိုးပဲရေခဲရိုက်တယ်လို့ဖြစ်နေပြီးနေ့တည်ဘလောက်ပဲကြာကြာမြေကြီးထဲမှာအထားခံနေပါသေး။လူသေးအလောင်းတွေကထွက်တဲ့ဘက်တီးရီးယားပိုးတွေဟာပြန့်နှံ့ပြီးအသက်ရှင်နေတဲ့သူတွေကိုရောဂါဖြစ်မှာဆိုလို့မြေမြုပ်သူတွေကတားမြစ်ပိတ်ပင်ထားတာပါ။ဒိဗေမညာရှင်တွေရဲ့စမ်းသပ်စစ်ဆေးချက်တွေအရတော့ဒေါင်းကြီးအပြန်မြို့မှာ 1928ခုနှစ်ကလေးကမြုံနှံထားခဲ့တဲ့လူသေးလောင်းတွေစီကနေထွက်လာခဲ့တဲ့တုတ်ကွေးရောဂါပိုးဟာအခုချိန်ထိလူသေးတွေမြုံနှံထားတဲ့မြေကြီးထဲမှာပြန့်နှံ့ခူအောင်နေနိုင်တယ်လို့သိရပါတယ်။နေပေါင်းရာကြော်ကြာပြီးတာတော့မှလူသေးတွေစီကထွက်တဲ့ဗိုင်းရပ်စ်ပိုးတွေမသိရတဲ့အကြောင်းရင်းကတော့အေးခဲနေတဲ့မြေကြီးထဲမှာမြုံနှံထားလို့ပါပဲ။ဒီအကြောင်းရင်းကြောင့်ပဲလွန်ခဲ့တဲ့အနှစ်အနည်းငယ်ကစပြီးမြေမြုပ်သူတွေကိုဓာတ်မြေပိတ်ပင်နေကြတာပါ။